တို့ငါတို့လိုနယ်လက်ဘိန်းတုံးနေအိမ်ဆောက်တဲ့ခါကျရင်အခုငါတို့ဆိုမိမသားတွေရဲ့ဆုံးဖြတ်ချက်နဲ့ငါတို့အိမ်ဆောက်တယ်။ contract နဲ့လုပ်တယ်ဆိုရင်တောင်မှကွာကိုယ်ကဂျင်းထဲမှာကြောက်လို့ engineer အယောစားရှိတဲ့ engineer ပေါ့စာချုပ်စာတဲ့ပတ်စံသိမ်းရာချီကုန်ပြီးတော့အမပြင်ခိုင်းတာတော့ तू မပြင်ပေးပဲနဲ့လောက်သွားတယ်။ဘာမှမလဲ။ကျမတို့ तू ကပြန်လဲမယုံနိုင်ဘူး။ကျမတို့တော့ तू ကပတ်စံထပ်မထုတ်ပင်အယုံရောက်ရောက်တဲ့ရဲစခန်းရောက်ရောက်မှုရင်ဆိုင်ရမယ်။မကြည့်အောင်။တိုင်းနေလောက်ထားတာကြည့်။အကြည့်ကျမပြမယ်။အမကြည့်။ ချင်းရင်ကောင်းကြီးဗမာလူမျိုးအိမ်မှာလာပြီးတော့မှားနေရကြီးရအလုံးမင်္ဂလာပါမိုးရဲ့ channel လေးရအကျိုးဆုံးလိုက်ပါတယ်မိုးတီနဲ့တစ္ဆက်ပေးခြင်းတဲ့ video လေးကတော့ line မှာမှာနာမည်ကြီးနေတယ်ဒီအမျိုးသမီးရဲ့ video လေးပေါ့နော် video ထဲမှာဆိုလို့ရှိရင်နော်ဒီအမျိုးသမီးက3600ကျော်900နီးပါးအကုန်ခံပြီးတော့တိုက်အိမ်ကို engineer တွေကိုအပ်ပြီးတော့စောင့်လိုက်တယ်ပေါ့နော် နားမလည်လို့အင်ဂျင်နီယာတွေကိုအခါမှာပေါ့နော်အင်ဂျင်နီယာတွေကအလွယ်သုံးစားလုပ်ပြီးတော့အိမ်နဲ့မတူတော့လို့ပေါ့နော်ဒီအမျိုးသမီးကနေပြီးတော့နောက်သားရဆိုတာလည်းပြပြလာတဲ့ဗီဒီယိုလေးကိုတိဆက်ပေးမှာဖြစ်ပါတယ်။ချိတဲ့အမျိုးလည်းဘုဒ္ဓရတင်းကဆာရအောင်လို့ပြန်လည်မျှဝေလိုက်တာဖြစ်ပါတယ်။ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြရအောင်နော်။ရွာလုံးမီအရွယ်တိုက်တာပေါ့မနေ့ကတော့ဟိုဒီဗာလဲကျမအိမ်ကိုကျမစောက်ချင်တယ်ဆိုပြီးတော့ကိုရွာလူတွေကိုမခေါ်ဘူးပေါ့နော်။အဝေးကလူတွေကျမလှမ်းခေါ်လိုက်တယ်။ရန်ကုန်ကနေပြတကူးတကလှမ်းခေါ်တယ်။ စောက်ပေးလိုက်တဲ့အိမ်ပုံစံကိုကျမပြရမယ်ဘလို့တော့ပြောင်းမြန်နေဖြစ်နေလဲဆိုတော့ဒါလက်ရှိကိုလာမို့ဘေးဖယ်哦ဒါလက်ရှိကျမစောက်နေတယ်ကျမရဲ့ RC တိုက်ချစ်ပေ78နောက်ပေ35เนาะ RC တိုက်ပေါ့เนาะ RC တိုက်ကိုကျမ650နဲ့အပ်ထားတယ်650နဲ့အပ်ထားတယ်ဒါဆိုလို့ရှင်ဒါကအနောက်ဘက်เนาะဒီမှာဆိုအရှိတ်ဘက်ကြတယ်အရှိတ်ဘက်မှာဗမာလူမျိုးတွေရထုံဆန်ရအရှိတ်ဘက်မှာဘုရားကန်းရှိမယ်ဟုတ်တယ်เนาะ ီမှာကြည့်ကျွန်မပြမယ်ဘလောက်ထိစောက်တလွဲတွေလောက်ပြီလဲဆိုတာဒီမှာဒီမှာအိမ်ရဲ့ဒကာမချီကျော်ပေါက်ပေါ့ဒကာမကြီးအဲ့ခန်းနေကိုချင်းပတ်မှာထားပြီးတော့ဒကာမကြီးဒကာမကြီးပေါ့ဒါချီကျော်ပေါက်ပေါ့နော်ဒီမှာအိမ်ရဲ့အဝင်ပေါက်ကြီးကိုဒီကောင်းရင်မှာလာထားပြီးတော့ဒီကောင်းရကနေဒီလိုစဝင်ပြီးဆိုတာ ਨੇ ဒီမှာဖျားကန်းဒီမှာဖျားကန်းထားမယ်တဲ့အိတ်ခန်းနှစ်ခန်းပေါ့နော်ဒါအတွင်းရဲ့အိတ်ခန်းနှစ်ခန်း ဒီမှာရှောက်လန်းနေရောဟောကန်းကြီးပုံစံအောင်ကြတော့ချင်းခေါင်းရင်းမှာထားပြီးတော့ခေါင်းရင်းမှာရှိတင်တာကြတော့ချင်းရင်းပတ်ရအောင်ချင်းရင်းခေါင်းကြီးမှားနေပေါ့နော်ဒါကဥပမာပေါ့ကျမရဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်ဆိုရင်တော့ကျမဒီနားမလဲမတက်တဲ့အတွက်ကျမဆရာခေါ်ထားခြင်းဖြစ်တယ်နော်ကျမမှားနေရဆိုရင်တော့ကျမအကြံပေးရမှာသူတို့ရဲ့လို့ဟုတ်တယ်မလားအခုကြတော့ကြည့်ပါဦးဘင်းပြီးတဲ့ကကျမဒါကိုပြောင်းဖို့ပြောခဲ့တာကိုမပြောင်းမဲနဲ့ကျမကိုဒီအချိန်နေထိရအောင်ဒီမှာကြည့်ပြီးအောင်ပြီးတော့မှာနော် ဒီမှာကြည့်ရောဒီမှာဒီမှာဒါကျမရဲ့အိမ်ကျမလက်ရှိစောင့်နေရဲ့အိမ်နော်ကျမပြမယ်ပြီးရောမယ်တကားတွေကအစအတွင်းဖွင့်နေအပြင်ဖွင့်နေနဲ့မှားနေတာဒီမှာကြည့်ဒီတကားဆိုရင်ဒါအပြင်ဖွင့်အတွင်းဖွင့်လောက်ရမှာအပြင်ဖွင့်ရင်ဖြစ်နေတယ်ဒီမှာဒီမှာကြည့်ရေချိုးကန်းအိမ်တာ ဒါနောက်ဖေးပေါက်ပေါ့နော်ရေချိုးကန်းအိမ်သားတဲ့ဒါမီးဖို့ကြောင်တဲ့ဒီမှာမီးဖို့ကြောင်ခံပေါ့နော်ဒီမှာကြည့်အောင်ဒီဟောကန်းကြီးကဒါကခေါင်းရင်းတဲ့ခေါင်းရင်းကဒါဟိုမှာဆိုလို့ရှိရင်ဒါဖျားကန်းလောက်မှာဖျားကန်းပြီးဒီမှာဧကန်းနဲ့ဆိုတော့ဒီခေါင်းဒီချင်းရင်းဘက်ကိုအိမ်သားတက်ဘာတက်ကစဖနှက်ချုပ်ကနေဝင်လာတာနဲ့ဟိုမှာအဲ့ဒီဖနှက်ချုပ်ကနေဝင်လာနေဖျားကန်းနဲ့ပြီးရင်ဒီမှာရှောက်လန်းကြီးကခေါင်းရင်းမှာတဲ့ဒီမှာဧကန်းကြီးကဒီမှာတဲ့ချင်းရင်းခေါင်းရင်းကြီးဗမာလူမျိုးအိမ်မှာလာပြီးတော့မှားနေရကြီးอ่ะ အဆင်မပြေလို့ဘင့်ပြီးတည်းကပြင်ပေးဖို့ပြောခဲ့တာကိုမပြင်ပေးဘဲနဲ့ဒီမှာဒီချိန်ထိရောက်လာပြီဒီချိန်နေထိရောက်လာပြီဒီဘီလက်မြေအုပ်တွေကိုလေဒီဘီလက်မြေအုပ်တွေကျွန်မမတုံးကျင်ဘူးလို့ပြောတော့ဒီဘီလက်မြေအုပ်တစ်လုံး200နဲ့200နဲ့အမှကြည့်ဦးဘီလက်မြေအုပ်တွေရဲ့ခိုင်ခန့်မှုကျွန်မပြမယ်ကျွန်မတို့ဒီအုပ်တွေတုံးပေးတာဘာဖြစ်လို့ကျွန်မတို့ဒီအုပ်တုံးပေးတာလဲလို့ပြောတော့ဒီအုပ်တွေအားတဲ့ရန်ကုန်မှာရန်ကုန်မှာဝယ်လို့မရလို့လူတိုင်းကတုံးကျင်နေတယ်ဒီမှာကြည့်ကျွန်မပြမယ်အမှကြည့်တုံးပေးရတဲ့အုပ်တွေ ကျမပြမယ်နော်သုံးပေးထားတဲ့အုတ်တွေကိုကျမပြမယ်ကျမအဲ့လိုတွေသုံးပေးထားအမကြီးအဲ့လိုတွေသုံးပေးထားတာပါကျမ1 square b ကိုတသိန်းနဲ့ကျမပေးထားတဲ့ဈေးပါ1 square b ကိုတသိန်းနဲ့ကျမပေးထားတာပါအခုကျမကိုစောက်ပေးထားတဲ့အိမ်ပုံစံဒီလိုဖြစ်နေတယ်ပြီးတော့အုတ်တရာလည်းထိရနဲ့တင်ကျိုးတယ်ရန်ကုန်မှာဆိုရင်လည်းဒီလိုအုတ်မျိုးမရလို့တောင်ပါတဲ့စိတ်ညစ်တာတဲ့ဒီလိုအုတ်မျိုးကအကောင်းဆုံးပဲတဲ့ တလုံးမှာ230ကြည့်ပါဦးဘယ်လိုလုပ်ရမလဲကျမကို तू ကပြန်လဲမယောနိုင်ဘူးပြန်လဲမယောနိုင်ဘူးကျမကိုတော့ तू ကပတ်စံထပ်မထုတ်ပင်တရားရုံရောက်ရောက်တဲ့ရဲစခန်းရောက်ရောက်တဲ့အမှုရင်ဆိုင်ရမယ်မကြည့်အောင်တိုင်နေလောက်ထားတာကြည့်ညီလားမညီလားဟိုဘက်ဟိုဘက်ကဟိုတောင်းဆောင်မှာတိုင်ရ3လက်မလောက်ထွက်တယ်တွေ့လား3လက်မလောက်ထွက်တယ် မဆောက်ခင်တဲကအဲ့စင်ပယ်ဒီဇိုင်းအကျန်းဆွဲခိုင်းပေါ်မှာရဲ့တစ်တော့ဘွားလူတွေကိုလာလာပြတော့တဲ့ဘာရမှာလဲတဲ့ဆောက်တဲ့သူကိုပြမှာပေါ့ဟုတ်တယ်မောင်လေးပြောတာမှန်တယ်မောင်လေးမှမဟုတ်အမသိတယ်အမနဲ့တက်ဆိုင်တဲ့သူကိုပြောမှာအမရမယ်ဆိုတော့အသိတယ်မဒီမှာဘာလို့လာမပြောမပြောရဘူးဆိုတော့လေဒီကိုလာပြောလို့ဘာမှမရဘူးဆိုတော့လေမောင်လေးပြောမှာမဟုတ်အမသိတယ်နော်ဘာဖြစ်လို့လာပြောရလဲဆိုတော့မြန်မာနိုင်ငံမှာလူတွေဘလို့လှုပ်ရှားကြတယ် ဒီချိန်မှာမရှိတဲ့ကြားထဲကနေအိုးပိုင်းအိမ်ပိုင်းလိုချင်လို့ဘလို့တွေခက်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 စူးစမ်းရတယ်အဲစူးစမ်းတဲ့ပုံမှာဘလို့လူတွေရှိပါလဲဆိုတဲ့အကြောင်းစောင်းရံရှောင်းရံတည်တည်နဲ့သူတွေတည်အောင်လို့ငါတို့လိုနယ်လက်ဘိန်းတုံးနေအိမ်ဆောက်တဲ့ခါကျရင်အခုငါတို့ဆိုမိမသားတွေရဲ့ဆုံးဖြတ်ချက်နဲ့ငါတို့အိမ်ဆောက်တယ်ငါတို့မှဘယ်သူမှလည်းဝိုင်းဝန်းပြီးတော့ကြီးစုဆောင်ရှောက်ပေးမယ်လို့မရှိဘူးငါတို့တွေမိကိုအိမ်ပိုင်ခြင်းနဲ့ဆန္ဒပဲရှိတယ်ငါတို့တွေတည်တည်ချာချာရိုးရိုးသားသားလဲဝန်ခံပြီးတော့မှဒီအိမ်အင်ဂျင်နီယာပါတယ် ရိုးရိုးကန်ထရိုက်နဲ့ဆွဲတဲ့ရိုးရိုးကန်ထရိုက်နဲ့လုပ်တယ်ဆိုရင်တောင်မှကွာကိုယ်ဂျင်းထဲမှာကြောက်လို့အင်ဂျင်နီယာအယောစားရှိတဲ့အင်ဂျင်နီယာပေါ့စာချုပ်စာတမ်းနဲ့လုပ်တဲ့အင်ဂျင်နီယာကိုတောင်ခေါ်ပြီးခိုင်းတာတောင်ဒီလိုဖြစ်တယ်ဆိုတာကိုသူသူများတွေသိအောင်ကိုယ့်ရဲ့ခက်ခဲခြင်းဟိုအဆင်ပြေခြင်းမပြေခြင်းကို sharing လုပ်ပေးတာ TikTok ဆိုတာက TikTok တုံးတယ်တုံးတိုင်စေမတုံးတိုင်ဘေးဟုတ်တယ်မလားဟိုအကောင့်မြင်စိတ်ကလေးနဲ့ကြည့်လိုက်အကောင့်မြင်စိတ်လေးနဲ့ကြည့်ဆိုဒါဆိုလို့ရှိရင်ငါဒီလိုကြုံနေငါလိုင်းပေါ်မှာမျှဝေလိုက်မယ်ငါလိုအင်ရှင်နဲ့လက်ဘိန်းလုံးတွေရှိတဲ့အခါကြာလို့ရှိရင် ငါ့ကိုကြည့်ပြီးတော့ဘယ်လိုပြောမလဲတင်ကန်းစာယူတက်အောင်လို့ငါ sharing လုပ်ပေးတာကွာအားရ line ပေါ်မှာတက်ပြီးတော့ link အားကိုရှာတာမဟုတ်ဘူးတိရမလားမလို့အမပြောချင်တာလေအမ line ပေါ်တက်ပြီးတော့ link အားကိုရှာတာမဟုတ်ဘူးအမက sharing လုပ်ပေးတာအမအခု sharing လုပ်ပေးတဲ့အရာဒီလေသူများရဲ့တော်တင်ကန်းစာရတယ်ရကိုရတယ်မရဘူးဆိုတာမရှိဘူးအဲ့ဘာဖြစ်လို့လဲဆိုတော့ ဒီချိန်မှာခက်ခဲမှုတွေကြားထဲမှာအိမ်တလုံးကိုအဆင်ပြေအောင်စောင့်နေကြသူတွေအများကြီးရယ်။အိုးပိုင်အိမ်ပိုင်ကိုခက်ခက်ခဲခဲနဲ့ရှာဖွေရှာဖွေပြီးစ조사နေကြတဲ့သူတွေအများကြီးထဲမှာအမရဲ့ဗီဒီယိုလေးကိုတွေ့တဲ့အခါကျရင်အမလိုမဖြစ်အောင်အော်သူဒီလိုဖြစ်တာဒီလိုဒီလိုကြောင့်မှာငါရဲ့ပေါ့ဆမှုငါရဲ့ဘယ်လိုပြောမလဲအားနေမှုအားတကြအားနေချက်ပေါ့နော်။အဲ့ဒါကိုမြင်ပြီးတော့စောင့်ရန်ရှောင်ရန်လေးတွေတိအောင်အမက sharing လုပ်ပေးတာ။အားအားရရဒီ line မပေါ်တက်ပြီးတော့အမကအားကိုရှာတာမဟုတ်ဘူး။နော်အားကိုရှာလို့လေအမကခမင်းတက်လောက်တော့ဘာသူမှလာကြွေးမှာမဟုတ်အမသိတယ်။ ကိုထမင်းကိုရှာစားပြီးတော့ဒါပေမဲ့ဟိုဘယ်လိုပြောမလဲခက်ခဲလေးတွေအဒီလိုဒီလိုရှိတယ်ဆိုတာကိုတကယ်လို့ကိုကိုတိတက်နားလိုက်တဲ့ဒီပယံဆရာကြီးရဲ့ contract ဆရာကြီးရဲ့ရှိနေကိုကိုဘယ်လိုပြောမလဲကိုကပဲမှားတာလားအဲသူတို့ကပဲမှားတာလားအကြံပေးဝေဖန်စီခြင်းလို့အမ line ပေါ်မှာ sharing လုပ်ပေးတယ်နောက်ဆုံးကွာအမ video ကသူများအတွက် ဟိုဆိုးကျိုးမဖြစ်အကောင်းကျိုးမဖြစ်အောင်ဆိုးကျိုးမဖြစ်ဘူးလို့တော့အမထင်လို့ပေါ့နော်ဒီလိုမျိုးတင်ပြလိုက်တာဘာလို့ဆိုတော့အခုဒီဒီဒီ contract ဒီ engineer ဆိုလဲအမအိမ်တေချာအပ်တယ်တေချာအပ်ပြီးတော့အမကမတက်လို့ပတ်စံသိမ်းရာချီကုန်ပြီးတော့ ်သူတတ်တဲ့ပညာအမမတတ်ဘူးအမတတ်တဲ့ပညာကိုသူမတတ်ဘူးပေါ့နော်အဲ့တော့သူတတ်တဲ့ပညာအမမတတ်တဲ့အတွက်အမငွေကုန်ပြီးတော့သူ့ကိုအမငှားတယ်အစဉ်ပြေခြင်းမပြေခြင်းပေါ်မှာသူအမကိုအကြံအကြံပြုရမှာပေါ့နော်အမမှားနေအောင်အမဆုံးဖြတ်ချက်မှားနေအောင်သူအကြံပေးရမယ်ဒါပေမဲ့အခုသူဆုံးဖြတ်ချက်မှားနေတာကိုအမပြင်ခိုင်းတာတော့သူမပြင်ပေးပဲလောက်သွားတယ်ဆိုပြီးအကြောင်းတရားလေးဟုတ်ကဲ့ပါမျိုးလို့ရင်မွေးဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီအမျိုးသမီးရတော်တော်လေးကိုမနောင်တော့ရနေရပေါ့နော်ကြည့်တဲ့မျိုးတွေလည်းဒီကိုကနားမလဲလို့အိမ်ဆောက်မယ်ဆိုလို့ရှိရင်တိတက်နားလဲတဲ့သူတွေကိုမေးပေါ့နော်ရွာလုံးရွက်တိုက်ပြီ ော်တော့မနေနဲ့ပေါ့နော်ဒီအမျိုးသမီးဆိုလို့ရှိရင်ရွာလုံးအရက်တိုက်မိလို့ပေါ့နော်အခုဆိုရင်နောက်တာအကြီးကြီးရနေရပဲဖြစ်ပါတယ်ချီတဲ့အမျိုးကြီးလည်းဘုသူရတင်ငတ်တာရအောင်လို့ပြန်လဲမျှော်လိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စကြကလေးတွေကိုလည်းဗီဒီယိုလေးအမှ comment လေးရေးခဲ့ပြီးလို့ရပါရဲ့ရှင့်နောက်ထပ်လည်းမိုးဆက်လေးတဲ့လေးဟာတာဗီဒီယိုလေးဘုသူရရဲ့ဆရာဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတိဆက်ပေးတော့မှာမို့မွေး channel လေးကိုလာရင် screen နဲ့တောက်ဖို့တက်စပါရဲ့ရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တာတာ